ဒီဘက်ပေါ့အားလိုက်ရဆိုရင်အလှပြင်းနဲ့ကိုယ့်ရဲ့ဗာလဲကိုကတခြားဘားသွားတာတွေတောက်တာတွေဝါသနာမပါဘူးလေကိုယ့်ရဲ့ဘယ်လိုပြောမလဲ relax က shopping ထွက်မယ်အလှပြင်းမယ်အဲ့ဒါကိုယ့်ရဲ့ relax ပဲကိုယ့်ရဲ့စိတ်ချမ်းသာမှုတစ်ခုอ่ะအဲ့ဒါပဲဆိုတော့ကိုကိုကိုတော့အဆုချအောင်ပေါ့နော်ဘာလို့ကိုငင်းငယ်တွေကကိုပဲရုံးကန်ရှာဖွေတာဆိုတော့လေဒါကိုကိုကိုဆုချတာပေါ့နော်အဲ့ဒါကြောင့်မနဲ့မျောပါဘူးဘာမှအဓိကတော့အဝတ်စားတော့အမဲဝယ်ပြစ်တာပေါ့နော်စိန်ကတော့ အရောင်းဝယ်တွေကလုတ်တဲ့ထဲရပဲကိုကြိုက်တဲ့ဟာလေးတွေရှိရင်တော့ကိုတော့ရံဖန်ရံခံဆုချတယ်အဝိစာတော့မပြောတော့နဲ့အများတန်းမဝယ်ရရင်မနေနိုင်တော့နေမကောင်းတော့ပေါ့လူပညာကြီးကကိုသုံးတဲ့ဟာနဲ့တွက်လိုက်တော့10ပုံ2ပုံလောက်ပဲရတာလေကိုက10ပုံလောက်ကကုန်ပြီးနေပြီကိုလည်းကိုညီမလေးဆိုင်အောင်လာမယ်ဆိုတော့အဲ့လိုပေါ့ကိုကိုရှိပြီးသားအဝတ်တင်တဲ့လာရင် confidence မရှိမှဆိုလို့အလုံးဝ brand deck ဆိုတဲ့ brand နဲ့လာလိုက်တယ် လာပြီးတော့အားလဲပေးတယ်ဖွင့်ပွဲလေးလည်းလာလုပ်ပေးတာပေါ့နော်။အဲဆိုတော့ကိုညီမလေးရဲ့ဒီဘာလဲဟိုလက်သေးလေးနေကပိုင်းနဲ့ပတ်သက်လို့ဟိုအမြဲတမ်းနန်တာဆိုင်မှာအမြဲတမ်းလုပ်တယ်ဆိုတော့ညီမလေးနဲ့ခင်သွားတာပေါ့နော်။ဟုတ်ဆိုင်နံပါတ်လေးကတော့ထက်အင်ဒရာပါဟုတ်ဆိုင်လိပ်စာလေးကတော့အမှတ်980 B မန်အောင်လန်း3မန်ပြေရက်ွက်တာကိရမြို့နယ်မှာရှိပါတယ်ဟုတ်အော် ဟိုမမနဲ့တိတာကြတော့ညီမရဲ့တီချဲပေါ့နော်တီချဲကနန္ဒာနေစပါအာနန္ဒာနေစပါပေါ့တီချဲတီချဲရှိမှာသင်နဲ့မမကလည်းတီချဲရဲ့ဆိုင်မှာလာလို့တဲ့အမေပေါ့အမေအပေးတဲ့ customer အားနဲ့မမနဲ့တိတာပါဟုတ်ကဲ့ဟုတ်မနေ့ကပဲအဲ့ဒီပွဲကိုတက်ဖို့ကအစ်အစ်ပဲအစ်နဲ့ပဲတက်ချင်တာပေါ့နော်ခုမှရှိပြီးသားဝစ်စာတွေကဘလောက်ကောင်းကောင်းဘလောက်ကြီးကြီးကြီးအမရအောင်အားရအောင်တက်မယ်ဆိုရင်အစ်တင်နဲ့တက်လာပြီလားဟုတ်ကဲ့ ွားလဲအသေးဝယ်တယ်ပရက်ရှိုးသွားလဲဝယ်တယ်အဲ့လိုပေါ့ဘာဒီဒီအနုပညာရင်းနဲ့ပတ်သက်လို့ဘာပဲလဲဝါလို့ရလုံးဝနေယူတွေပဲတုံးပါတယ်ဟုတ်အနုပညာကြီးနဲ့အနုပညာကြီးကကျမကယူမဆိုင်ပါဘူးကျမပတ်စံလို့ကျွန်တော်အနုပညာလောက်တာမဟုတ်ဘူးလေอืมကျမဝါဒနာပါတဲ့ဟာကိုကျမစိတ်ချမ်းသာဖို့အတွက်ပေးဆက်တာအဲ့ဒီအတွက်ကိုကျမငွေကြေးရမတိုင်းတာပါဘူး ဒီနေ့ပါလေတစ်ခါတိန်တိန်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတိန်လေး90ကတုံးနေကြဆိုတော့လေဒီမှဟုတ်ကိစ္စမရှိပါဘူးအာတချိန်လုံးလှနေတာဗောနော်ချိန်လုံးလှနေတဲ့ပြင်လဲဟိုဓာတ်တော့မလှလို့ပြင်ရတာဟုတ်ပါဘူးမလှပြီးသားလှပြီးသားဓာတ်တော့လှတဲ့လူတိုင်းကလည်းအလှပါကတော့ထက်ပြီးကတော့ငုံမှန်ရတာပဲဗောနော်ဒီတိုင်းနေလို့လဲဟိုတခါကျလဲအိမ်မင်းဝတ်စားနေနေလို့လဲတော့လဲအလှတော့တမျိုးဗောအဲပွက်တက်တဲ့အချိန်ကျတော့လဲပွက်တက်တဲ့ ဖက်ရှင်လိုအဲ့လိုမျိုးလေးပေါ့ဆင်ရတာပေါ့မမညီမတော့ကိုမမလာပြီးတော့အကုန်ကြိုက်ခံပြီးရအောင်ကုန်ကြိုက်ခံပြီးတော့ကုန်ကြိုက်ခံပြီးတော့ပေးလာဟုတ်ကဲ့ဟုတ်အဲ့ဆိုင်ဖွင့်ပေးတာပေါ့နော်ဖွင့်ပေးတယ်ဆင်တာမမရဲ့ဒါအသက်နဲ့ပေါ့မမရဲ့အလှနဲ့ကလုံးဝတော့ mask မဖြစ်သေးဘူး mask မဖြစ်ဘူးပို့ပြီးတော့နုနေတယ်အသက်ထက်ပေါ့အဲ့အဲ့လိုမျိုးအဲ့လိုနုကျင်လို့လဲကုံမောင်းလဲမနေတော့ဟုတ်ဆိုင်နေဆိုင်နေပေါ်မာကြီးပဲပေါ့အားလိုက်ရဲ့ဆိုရင်အလှပြင်းတဲ့ အကိုရဲ့ဗာလဲကိုကတခြားဘားသွားတာတွေတောက်တာတွေဝါဒနာမပါဘူးလေကိုရဲ့ဘယ်လိုပြောမလဲ relax က shopping ထွက်မယ်အလှပြင်မယ်အဲ့ဒါကိုရဲ့ relax ပဲကိုရဲ့စိတ်ချမ်းသာမှုတစ်ခုอ่ะအဲ့ဒါပဲဆိုတော့ကိုကိုကိုတော့အဆုချအောင်ပေါ့နော်ဘာလို့ကိုငင်းငယ်တွေကကိုပဲရုံးကန်ရှာပွေတာဆိုတော့လေ ဒါကိုကိုစုချတာပေါ့နော်အဲ့ဒါကြောင့်မနှမြောပါဘူးဘာမှဟုတ်ချရဲဆိုတော့တအားချတာအဲစိန်နေနဲ့လဲချရဲအဲ့လိုမျိုးအဝိစာအဓိကတော့အဝိစာတော့အမဲဝယ်ပစ်တာပေါ့နော်စိန်ကတော့အယောင်ဝယ်တွေကလုတ်တဲ့ထဲရပဲကိုကြိုက်တဲ့ဟာလေးတွေရှိရင်တော့ကိုမယောင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့စိန်ကတော့ဒြံဖန်ရန်ခံစုချရဲအဝိစာတော့မပြောတော့နဲ့အများတန်းမဝယ်ရရင်မနေနိုင်တော့ နေမကောင်းတော့ပေါ့လူပညာကြီးကကိုသုံးတဲ့ဟာနဲ့တွက်လိုက်နော်၁၀ပုံ၁ပုံလောက်ပဲရတာလေကိုက၁၀ပုံလောက်ကကုန်ပြီးနေပြီခုလေကုညီမလေးဆိုင်အောင်လာမယ်ဆိုတော့အဲ့လိုပေါ့ကုညီပေးတာကိုရှိပြီးသားအဝတ်တင်တဲ့လာရင် confidence မရှိမှဆိုလို့အလုံးဝ brand tag ဆိုတဲ့ brand နဲ့လာလိုက်တာနော်လာတယ်မလားလာတယ်မမဟုတ်ဟိုညီမရဲ့ဆိုင်အောင်မမပေါ့ခုနလိုပေါ့သူကမမအကုန်ကုညီပေးတာညီမကိုဒါ ာမှပေါ့မမရဲ့အမှုပညာကြီးရဲ့လို့မရှိဘူးမမမှာမမစေတနာပဲရှိတာစေတနာကတော့မမအဓိကအောင်မြင်စေခြင်းနဲ့ညီမလေးကိုဟိုညီမလေးကိုသိစေခြင်းနဲ့ပေါ့နော်ဒါကတော့ဒါအဲ့လိုမျိုးလေးစိတ်ရဲ့စိတ်ဆန္ဒတွေနဲ့ပဲမမညီမလေးကိုလာပြီးတော့ကူညီပေးတာမမရဲ့အမှုပညာကြီးဆိုတော့ဘာမှအဲမရှိဘူးပေါ့နော် မရှိဘူးဟုတ်ခင်ရောနေရောရတယ်ဆိုတော့အဲ့နှစ်ခုစလုံးပေါ့ဘာအဲ့နှစ်ခုကကိုလည်းမြဲလောက်ပါဆိုတော့လေအမှလည်းလက်ကလှတာလေမဟုတ်ရင်ဘာနော်လက်တမ်းမရှိဘူးဘာညာဆိုနေတတ်မနေဘူးမနေတတ်တော့တာအခုကအဲ့လိုဖြစ်နေတာဘယ်ဟာဘယ်ဟာလေးပဲကိုယ့်ရဲ့လှုပ်လှုပ်ပေါ့နော်ဆွဲလန်းသွားတယ်လက်သေးဆိုလည်းအများန်းတနေရမှာအဝတ်စားဆိုလည်းအများန်းဝင်နေရမှာကိုယ့်စိတ်ချမ်းသာမှုတစ်ခုလိုပဲဘာလို့အခုကနေမြင်ညပြောက်ကြည့်နေနော် ဟိုဘာမှလည်းကိုနောက်လည်းပါတာမဟုတ်ဘူးလေတွေးလိုက်တယ်ဘာအဓိကစိတ်တကယ်ပဲเนาะ9မိနစ်တွေးလဲ10မိနစ်တွေးလဲအားလုံးကဖြစ်ပြက်သဘောကြီးပဲဆိုတော့ဘာမှမဖြစ်ဘူးကိုရှိအသက်ရှိစင်မှာတော့ကိုစိတ်ချမ်းသာတော့ကိုလုံးမှာပဲပေါ့နော်ညီမလေးလည်းအားလုံးညီမလေးဆိုင်အောင်လာရင်စိတ်ချမ်းသာအောင်ညီမလေးကလည်းလုပ်ပေးမှာပေါ့နော်။ဒါစိတ်ရင်းလေးလည်းဖြူတယ်ဆိုတော့အဲ့တော့ဒီအောင်မြင်မှုတွေခဏအတွင်းမှာဟောက်ဟောက်တာရပါစေလို့ဆုတောင်းပေးတယ်နော်။ဟုတ်ပေးရစနေပြပါသေးတယ်ဟုတ်ဟုတ်